ြီးကိုချစ်မြတ်နိုးကြတဲ့ဝါသနာရှင်တွေနဲ့ရေကြီးပကြီးကိုရေးသားနေကြတဲ့ပကြီးဝါသနာရှင်များအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ရန်ကုန်နဲ့မန္တလေးကရေကြီးကိုချစ်မြတ်နိုးကြတဲ့လူငယ်ရေကြီးပကြီးပညာရှင်၅ဦးတို့ရဲ့ Five Fingers of 2025ဆိုရဲပကြီးပြပွဲအကြောင်းပြောပြရင်ပကြီးကားတွေနဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါလေဒီပြပွဲဟာ ရေစည်းကြည်ရဲ့အလှတရားကို ပုံဖော်ပြသရုံသာမကလူငယ်ပကြီးရှာရီရဲ့စိတ်ကံစားမှုဖန်ကြီးနိုင်စွမ်းတွေကိုပါထင်ဟပြသနေတာကြောင့်စိတ်ဝင်စားဖို့ကောင်းလာပါလေပကြီးအမှုပညာရှင်တို့ခင်ကျင်းပြသလျက်ရှိတဲ့ art exhibition များအကြောင်းနဲ့ပြပွဲမှာပြသထားတဲ့ပကြီးကားများကို artist artistry ကနေအမြဲတင်ဆက်ပေးမှမှုကြည့်ရှုခန်းစားလို့ရအောင် channel လေးကို subscribe လုပ်ထားပေးကြပါဦးခင်ဗျာ ပထမဆုံး Five Fingers of 2025မှာချိတ်ဆွဲပြသထားတဲ့ပကြီကားတွေကိုကြည့်ရင်ဒီပကြီပြပွဲလေးအကြောင်းကိုစတင်လိုက်ကြရအောင်ပါခင်ဗျာပြပွဲမှာချိတ်ဆွဲပြသထားတဲ့ပကြီကားရဲ့ subject တွေဟာရန်ကုန်မန္တလေးပဲခူးတို့အပြင် stay life subject တွေဒါဖြင့်ပကြီရှာရီရဲ့သူတို့မြင်တဲ့ရှုထောင့်ကနေမြင်တွေ့ရတဲ့အလှပတရားတွေကိုရေးဆွဲထားတဲ့ပကြီကားတွေကို ပြပခဲ့တာပါ ဒီလိဂျီရဲ့ထူးခြားတဲ့ပွင့်လင်းမြင်သာမှုအယောင်သွေးဆုံလင်မှုကိုအကောင်းဆုံးအသုံးချပြီးတဘာဝချာချပုံဖော်ထားတာဟာတကယ့်ကိုရှုချင်စရာပါပကြီကားကိုကြည့်လိုက်တဲ့အခါပကြီရှာရီရဲ့ရေစေးပေါ်ခုံမင်းနှစ်သက်မှုကပေါ်လွင်နေပါလေရေစေးရဲ့ပေါ်ပါတွက်လက်တဲ့ stroke တွေကနေတဆင့်အလင်းရောင်နဲ့အရေးအဝါတာတွေ subject နဲ့ composition တွေရေစေးရဲ့ treatment တွေကိုပိုင်နိုင်စွာဖော်ပြထားနိုင်တာဟာအမှန်ကန်ပါပဲ။ရိုးရှင်းတဲ့ရှုခင်းတွေကိုရွေးချယ်ထားပေးမယ်။ပကြီးရှာရရဲ့စိတ်ခံစားမှုတွေကိုပကြီးကားထဲမှာတက်ဝင်လှုပ်ရှားနေတာမြင်ကြရမှာပါ။တမန်ရိုးရှင်းတဲ့အရာဝတ္ထုတွေပဝန်းကျင်တွေကိုသူတို့ရဲ့အမှုပညာမျက်လုံးနဲ့ကြည့်ပြီးဘလူခံစားမှုမျိုးတွေနဲ့ပုံဖော်ထားတဲ့လေးဆိုတာကို ပကြီးကားတွေကနေတဆင့် ခံစားသိရှိနိုင်ပါလိမ့်ခင်ဗျာအယောင်အသုံးပြုမှုတွေမှာလည်းအေဂျင့်နဲ့ပြရအောင်အစိမ်းရောင်အညိုရောင်စတဲ့သဘာဝဆန်တဲ့အယောင်တွေကိုအဓိကထားပြီးအသုံးပြုထားပါလေဒါဟာကြေးလနဲ့ပြည်သူတွေရဲ့ယူသားဖြူစင်မှုကိုလည်းပုံဆောင်နေတယ်လို့ကြည့်ရှုသူတွေရဲ့စိတ်နှလုံးကိုလည်းအေဂျင့်စီပါလေရည်စည်းရဲ့ထူးခြားချက်ဖြစ်တဲ့အယောင်အလွာလိုက်တင်ခြင်းတွေကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုပြီးပကြီကားတွေကို Jeep နဲ့ Dacherry ပေးစွမ်းထားပါလေပကြီကားတွေဟာရည်ကြီးကိုစတင်စိတ်ဝင်စားသူတွေအတွက်လဲစိတ်သက်ခွန်အားဖြစ်စေပြီးကိုယ်တိုင်ရည်ဆွဲခြင်းစိတ်တည်ဖြစ်ပေါ်လာစေမှာပါရည်ကြီးဟာတခြားပကြီအမျိုးစွမ်းတွေထက်အနည်းငယ်ခက်ခဲတယ်လို့ထင်ရပေမဲ့ဒီလိုလှပတဲ့ရလဒ်တွေကိုမြင်တွေ့ရတဲ့အခါဘယ်သူမှမဆို စိတ်ဝင်စားသွားမှာမှာပဲ။ ပြင်ဒီပကြီးပြဝဲကလူငယ်ပကြီးရှာရရဲ့ကျိုးပန်းအထုတ်မှုနဲ့ရည်စည်းကိုချစ်ခင်မြတ်နိုးမှုတွေပေါ်ပြယုံတာမကရည်စည်းပကြီးကို နှစ်သက်မြတ်နိုးလာစေဖို့အတွက် ကြီးမားတဲ့အထောက်ကူလည်းဖြစ်နေပါလေဒီလိုပြပွဲတွေကို မကြာခဏကျင်းပပေးခြင်းအပြင်လူငယ်တွေဟာသူတို့ရဲ့ဗန်နီးနိုင်စွမ်းတွေကိုချပြခွင့်ရသလိုအမှုပညာချစ်သူတွေကလည်းလှပတဲ့လက်ရာတွေကို ခံစားခွင့်ရရှိကြမှာပါ ပကြီကားတွေကိုဆက်လက်ကြည့်ရှုကြရအောင်ပါပကြီကားတွေထဲမှာမန္တလေးရဲ့ထင်ကြီးရနေရဖြစ်တယ်မန္တလေးတောင်ကျုံမြို့ရိုးဥပိန်ဒရာနဲ့ဖះပထိုးတွေရဲ့အလှတရားများကိုလည်းမြင်တွေ့ရပြန်ပါတယ်ညနေစီစာရဲ့ရွှေအိုရောင်လားမနက်ခင်းရဲ့ကြည်လင်အေးချမ်းမှုမြမရိုးရာရင်ကျုံမှုဒလေးစရိုက်တွေကိုရေစည်းပကြီးရဲ့ပွင့်လင်းမြင့်သားတဲ့ဂုံတက်တီတွေနဲ့အသက်ဝင်လှပအောင်ဖော်ကျူးထားတာကို မြင်တွေ့ကြရပါတယ်။ပကြီးရှာတွေဟာရည်စည်းကိုရိုးရိုးရှင်းရှင်းနဲ့ရေးဆွဲယုံသာမကစိတ်ခံစားမှုအတွင်းမြင်တွေကိုပါရောစပ်ပြီးပကြီးကားတိုင်းကိုထူးခြားတဲ့အသက်ဝင်မှုတစ်ခုပေးထားတာမြင်ရပါတယ်။ 5 fingers of 2025ပကြီးပြပွဲကြီးဟာလူငယ်ပကြီးရှာရရဲ့စိတ်သက်ခွန်အားကိုမြင့်တင်ပေးသလိုရည်စည်းပကြီးကိုစိတ်ဝင်စားသူတိုင်းအတွက်လည်းလှုံ့ဆော်မှုတစ်ခုဖြစ်စေပါလေဒီလိုပြပွဲတွေကိုမကြာခဏဆိုသလိုကျင်းပကြံအဖြစ်မြမပကြီးလောကဟာပုံမူဒုတက်ဖွံ့ဖြိုးလာမှာသိချပါပဲပကြီးကိုချစ်တဲ့ပရိသတ်ကြီးအနေနဲ့ ဒီလိုပြပွဲလေးကိုလာရောက်အားပေးခြင်းဖြင့်လူငယ်ပကြီးချာတွေကိုထောက်ခံအားပေးရရောက်တယ်လို့သူတို့ရဲ့အမှုပညာလက်ရာတွေကိုလည်းဓာတ်ရိုက်ခံစားနိုင်မှာဖြစ်ပါလေ Five Fingers အဖွဲ့ဝင်တွေရဲ့ဒီပကြီးပြပွဲနဲ့ပတ်သက်ပြီးသူတို့ရဲ့ခံစားချက်လေးတွေကိုကျွန်တော်တို့ကိုစားခံစားကြည့်ကြရအောင်ပါသူတို့ရဲ့ရေရေပေါ်ထရှိတဲ့ချက်ချင်းမြတ်တာ ပကြီကားတစ်ချက်ချင်းစီတိုင်းမှာညင်းနီမြုံလန့်ထားတဲ့စိတ်ခံစားမှုတွေတွေကိုပုံမူနားလည်ခံစားမိစေဖို့အတွက်ပါခင်ဗျာဒီပြပွဲလေးကကျွန်တော်တို့၅ယောက်အတွက်အိမ်မက်တစ်ခုပါပဲကိုချစ်တဲ့ရည်စင်းနဲ့ကိုချစ်တဲ့မြမပြည့်ရဲ့အလှတရားတွေကိုပုံဖော်ခွင့်ရတာတကယ့်ကိုပျော်ရွှင်ရပါလေလာရောက်ကြည့်ရှုအားပေးတဲ့သူတိုင်းကိုလည်းရည်စင်းရဲ့မော်ဆန်တဲ့အလှကိုခံစားစေချင်ပါလေ ။ဒါပြင်ရေစည်းကိုစိတ်ဝင်စားတဲ့လူငယ်တွေလည်းရေးဆွဲပြအောင်ကိုယ်ခန်းစားချက်တွေကိုပုံဖော်တတ်အောင်ဒီပြပွဲကနေတဆင့်တိုက်တွန်းချင်ပါလေလို့လူငယ်ပကြီးဆရာတူဦးကပဲပြောမလား။ နောက်ထပ်ပကြီးဆရာတူအနေနဲ့လည်းကျွန်တော်ပကြီးကားရီထဲမှာအယောင်အသုံးပြုမှုကိုအထူးပြုဆိုင်ပါလေရည်စည်ရဲ့အထူးခြားချက်ဖြစ်တဲ့အယောင်လွှာတွေကို ပေါင်းစပ်ပြီးအလင်းအမှောင်အနီးဝေးတွေကိုပေါ်လွင်အောင်ဖန်တီးရတာနဲ့သက်ပါလေကျွန်တော်ရဲ့ဒီပြပွဲလေးကမြမပကြီးလောကအတွက်ပကြီးပြပွဲလေးပုံမှန်များပြလာအောင်ကြုံအားပေးနိုင်မယ်လို့လည်းယုံကြည်ပါလေဒီလို စိတ်အားထက်သန်တဲ့လူငယ်တွေရဲ့ကြိုးပမ်းမှုကြောင့်မြမပကြီးလောကဟာအနာဂတ်မှာပုံမူတောက်ပလာမှာတည်ကြပါလေခင်ဗျာရည်ရည်ပကြီးကိုစိတ်ဝင်စားသူတိုင်းလည်းဒီပြပွဲကို လာရောက်ကြည့်ရှုခဲ့ကြပြီးအမှုပညာရဲ့အလှတရားကိုခံစားနိုင်ခဲ့ကြတာတည်ကြပါလေလို့သုံးသပ်ရင်ကျွန်တော်ရဲ့ Five Finger Shop 2025ပကြီးပြပွဲအကြောင်းတင်ဆက်မှုကိုအဆုံးသတ်ပါရစေခင်ဗျာ နောက်တစ်ပတ်တွင်မှလည်းတခြားသောပကြီးရှာရီရဲ့ပကြီးပြဝဲတွေကိုကျွန်တော်တို့ကြည့်ရှုခန်းစားကြရအောင်ကျွန်တော်တို့ရဲ့ artist artistry channel လေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့မြတ်တရရဲ့ခံပါလေအားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာ ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဗီဒီယိုကိုကြိုက်နေတဲ့ရင် like and share လေးပြုလုပ်ပေးပြီးဝေဖန်ချမ်းပြုချက်များကို comment မှာရေးသားနိုင်ပါတယ်ခင်ဗျာပကြီးနုပညာနဲ့ပတ်သက်တဲ့အကြောင်းအရာများစွာကို အပတ်စဉ်တင်ဆက်ပေးနေတာမူအမြဲကြည့်ရှုလို့ရအောင် artist artistry channel လေးကို subscribe လုပ်ပေးခြင်းဖြင့်အားပေးကူညီကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ